ကိုမွေးထားတဲ့ကိုကလေးကိုစိတ်ကြိုက်နာမည်ပေးလို့မရရင်ဒိမန်နိုင်ငံကထူးခြားတဲ့ဥပဒေမင်္ဂလာပါယူသနဲ့ဒိမန်ပရိသတ်ကြီးဖီဖီမီမီရီအနေနဲ့ကလေးတယောက်မွေးဖွားလာတဲ့အခါမှာမိဘတိုင်းကကိုသားသမီးကိုချစ်စရာကောင်းပြီးအတိတ်ပဲရှိတဲ့နာမည်တခုပေးချင်ကြမှာအမှန်ပါပဲဒါပေမဲ့ဥရောပတိုက်ကစီပင်တာယာပြီးခင်မိတဲ့နိုင်ငံတခု ဖြစ်တယ်။ဒိမန်နိုင်ငံမှာတော့မိဘတွေဟာကိုယ့်ရဲ့ကလေးကိုကိုပိုင်စိတ်ကြိုက်နာမည်ပေးခွင့်လုံးဝမရှိပါဘူး။ ဒီနိုင်ငံမှာမိဘတွေဟာအစိုးရကကြိုတင်သတ်မှတ်ထားတဲ့နာမည်စည်းနေတဲ့ကနာမည်ကိုသာရွေးချယ်ပေးရတယ်။တင်းကျပ်တဲ့ဥပဒေထုံးနှံစင်လာတစ်ခုကိုကျင့်သုံးနေတာကြောင့်အတော်လေးလဲစိတ်ဝင်စားဖို့ကောင်းပါရဲ့။ဒိမတ်နိုင်ငံမှာ naming law လို့ခေါ်တဲ့နာမည်ပေးခြင်းဆိုင်ရာဥပဒေကိုကျင့်သုံးနေပြီးဒီဥပဒေရဲ့အဓိကရည်ရွယ်ချက်ကတော့ကလေးတွေဟာကြီးပြင်းလာတဲ့အခါမှာနာမည်ဆိုးတစ်ခုကြောင့်အလောင်းပြောင်းခြင်းခံရတာ။ ခွဲခြားဆက်ဆံခံရတာတွေမရှိရအောင်လို့ကာကွယ်ပေးဖို့ဆိုတဲ့ရည်ရွယ်ချက်ပါဒီဥပဒေအရဒိမတ်အစိုးရဟာယောက်ျားလေးနဲ့မိန်းကလေးတွေအတွက်ကြိုတင်သတ်မှတ်ထားတဲ့အမည်စီရင်တစ်ခုကိုထုတ်ပြန်ထားပြီးအဲ့ဒီစီရင်တွေကနာမည်တွေကိုသာရွေးချယ်ခွင့်ပေးထားပါသည်ဒီစီရင်မှာလက်ရှိနာမည်ပေါင်း9000ကျော်လည်းပါဝင်နေပါသည်အကယ်၍မိဘတွေကအစိုးရကသတ်မှတ်ထားတဲ့နာမည်စီးရင်တွေကမဟုတ်ဖေကိုပိုင်နာမည်အသစ်တစ်ခုပေးချင်တယ်ဆိုရင်တော့အစိုးရရဲ့အထူးခွင့်ပြုချက် ကိုရယူရမှာဖြစ်ပြီးအတော်လေးလဲအလုံးရှုပ်တဲ့လုပ်ငန်းစဉ်ဖြစ်ပါသေးတယ် ဒီလိုခွင့်ပြုချက်ရယူဖို့အတွက်မိဘတွေဟာသူတို့ရွေးချယ်ထားတဲ့နာမည်ကကလေးအတွက်တင်းလျော်မှုရှိမရှိဆိုတာကိုပြည်သူ့မှတ်ပုံတင်ဌာနကိုတင်ပြပြီးအစစ်အစေးလဲခံကြရပါသည်။အစိုးရကဒီနာမည်ဟာကလေးရဲ့အနာဂတ်အတွက်စိတ်ပိုင်းဆိုင်ရာဒါမှမဟုတ်လူမှုရေးရာထိခိုက်မှုရှိနိုင်တယ်လို့ယူဆလို့ရှိရင်နာမည်ပေးခြင်းကိုစိတ်ကြိုက်ပေခြားခွင့်ရှိပါသည်။ဒီနာမည်ပေးခြင်းဆိုင်ရာဥပဒေဟာဒိမတ်နိုင်ငံသားတွေရဲ့မိဘအခွင့်အရေးကိုကန့်သတ်ထားရဆိုပြီးလဲအချို့ကတော့ဝေဖန်သုံးသပ်ကြပါသည်။ ဒါပေမဲ့ဒိမတ်လူအဖွဲ့အစည်းအများစုကတော့ဒီဥပဒေကိုသူတို့ရဲ့ကလေးတွေရဲ့နောင်ရီးမှကောင်းကျိုးချမ်းသာအတွက်ရည်ရွယ်ထားတဲ့စနစ်ဖြစ်တဲ့အတွက်အကုန်လုံးကတညီတညွတ်ထဲလက်ခံကြတာမျိုးလည်းရှိပါသေးတယ်။ဒီဥပဒေကထူးခြားစံပြလွန်းတဲ့အတိတ်ပဲရှိတဲ့ဒါမှမဟုတ်ဒိမူခွဲခြားမှုဖြစ်စေတဲ့နာမည်တွေကြောင့်မလို့ကလေးတွေမနှင်းလာရအောင်ကြိုတင်ကာကွယ်ပေးတယ်လို့လည်းဒိမတ်နိုင်ငံသားတွေကယုံကြည်ကြပါသေးတယ်။ဘေးတိုင်ဘူးပြောတဲ့ဘေးကကြည့်နေတဲ့သူတွေသာဒီလိုမျိုးဥပဒေအပေါ်မှာဖိနှိပ်ချုပ်ချယ်ရဲဆိုပြီးတော့မြင်မိကြတာပါ။ ဒိမတ်နိုင်ငံသားတွေအတွက်ကိုကလေးကိုစိတ်ကြိုက်နာမည်ပေးခွင့်မရတာကိုဂျေဇူးတင်နေကြပုံလေးထောက်ပါရီဒါကလူခွင့်ရင်ချိုးဖောက်မှုလို့လည်းပြောကြပေမဲ့သူတို့နိုင်ငံသားတွေခြေနဲ့နေတဲ့အတွက်ဘာမှတော့ကိစ္စမရှိနေပြန်ပါဘူးညီကောင်၆နေနဲ့ပြောရမယ်ဆိုရင်တော့ဒိမတ်နိုင်ငံရဲ့နာမည်ပေးခြင်းဆိုင်ရာဥပဒေဟာနိုင်ငံတကာလူတွေအတွက်ထူးဆန်းနိုင်ပေမဲ့ဒီဥပဒေကဒိမတ်ရဲ့လူမှုဖူလုံရေးစနစ်နဲ့ဒန်းတို့ညီများမှုကိုအလေးထားတဲ့ယဉ်ကျေးမှုကိုထင်ဟပြသနေပါရီ မိဘအခွင့်အရေးကိုကန့်တတ်တာထက်ကလေးတွေရဲ့အနာဂတ်စိတ်ပိုင်းဆိုင်ရာကိုကာကွယ်ပေးတဲ့ဒီစနစ်ဟာဒိမတ်အပေါ်ဝင်ကမ္ဘာမှာတခြားသောနိုင်ငံတွေမှာလည်းရှိသင့်ရှိထိုက်တဲ့အုပ်ချုပ်ရေးစည်းမျဉ်းတစ်ခုဆိုပြီးတော့လည်းအကြံပြုကြတဲ့သူတွေရှိကြပါသည်။ရိသက်တီရောအခုလိုမျိုးအစိုးရကသတ်မှတ်ပေးထားတဲ့နာမည်ကိုပေးတဲ့စနစ်ကိုသဘောကျကြပါရဲ့လား။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုယူသက်နဲ့ဒိမတ်ကတင်ဆက်ပေးရောမှာပါ။ဂျာနီသက်တဲ့ဆိုရင်တော့ channel လေးနဲ့ဖေးရှိကိုလည်းပဲ like and follow subscribe ပြုလုပ်ခဲ့ပါဦး။ကျေးဇူးတင်ပါတယ်ခင်ဗျာ။